အောင်မြတ်သားလွမြောက်ရေးတပ်မတော် TNL အနေနဲ့စကားတွေကျုံကုန်တဲ့အတွက်မြမတပ်မတော်နဲ့ညှိနှိုင်းဖို့ခတ်သွားပြီဖြစ်တယ်လို့ပိုးမြတ်သားလွမြောက်ရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌပိုမူကြီးခွန်ဦးကာကစီရင်နာတင်ဌာနကို ပြောပါရယ် TNL အနေနဲ့လက်ရှိအနေအထားမှာနောက်ဆုတ်ဖို့ခတ်ခဲသွားပြီမြမတပ်မတော်ဘက်ကလည်းတိုက်ခိုက်ပြီးမှရှင်းမဲ့သဘောမျိုးရှိကြောင်း TNL အနေနဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတွေကိုပြန်ဆုတ်သွားမယ်ဆိုပါကတက်တာမှဖြစ်ကြောင်းသူကပြောပါရယ်အားလုံးတော့ မရတော့ဘူးနောက်ဆုံးကိုလည်းထက်သွားတိုက်တိုက်ပြီးတော့တိုက်ပြီးတော့ပဲရှင်းတဲ့သဘောမျိုးရှိတယ်။ဒါအင်္ဂါတော့တို့ရဲ့မူလပလောင်ကိုကအချုပ်ခွင့်ရဒီပါထဲမှာတန်ထုတ်သွားရင်တော့တက်ပါမယ်မထုတ်ဘူးကျေနော်။တိုက်ခိုက်မှုကခါမှာစပီကိုတော့ဖက်သွားပြီဒါအင်္ဂါပြောစကားပြီးကြုံကုန်။ MNDA ကတော့ကိုငိုရရနှိမ့်သားပြီးအပြည့်ရတာလေ။နောက်တို့နောက်ရှိမှလောင်မှလိုအပ်ယူရတယ်ဘာသာပြေဆုံးတကားပြောနေကြတော့ ဒီကိုကံကတော့အနည်းနည်းနဲ့ပဲအနည်းနိုင်ပါမှတင်တယ်။ပြပါမယ်ဆိုလည်းပြကအမတ်ခံခံတော်အောင်လုပ်ပေးရမှာပေါ့။အတကအမတ်ခံပဲပြကလည်းအမတ်ခံတော့လို့စဉ်းစားမှာပေါ့။ပဏောင်ကတော့နည်းနည်းချက်တဲ့အနေထားကိုကံကမတူနိုင်တော့တည်ရနေလေဟာ2023ခုနှစ်အောက်တိုဘာ29ရက်ကကိုကန်တက်အရခတက်တော် KNTF BNRA BBLA MDY PDF DBLA PLA စားတဲ့လက်နက်ကင်အင်အားစုတွေနဲ့စုဖွဲ့ပြီးတစ်တုံညာနှစ်ခွန်စစ်စင်ရေးကိုရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးအတွင်မှာဖော်ဆောင်ခဲ့တာပါ။အဲ့ဒီစစ်စင်ရေးအတွင်မှာ DNL ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိနမ်ခန်နမ်ဆန်မန်တုံမိုင်းငော့နမ်မတူကြောင်မဲတီဘောနောင်ချိုမိုးမိန်မိုင်းလုံးကုတ်ခိုင်နဲ့မန္တလေးတိုင်းဒေသကြီးအတွင်ကမိုးကုတ်တို့ကိုသိမ်းပိုက်ခဲ့ပါတယ်။ဒါပြင် DNL ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာတပ်မတော်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့တို့တရုတ်နိုင်ငံကုမင်းမြို့မှာ2025ခုနှစ်ဖေဖော်ဝါရီ16-19ရက်နေ့မှာဆွေးနွေးခရအဆင်မပြေဖြစ်ခဲ့ကြပါတယ်။အဲဒီနောက်ဒုတိယအကြိမ်အနေနဲ့တရုတ်နယ်နဲ့မြန်မာတပ်မတော်တို့2025ခုနှစ်ဧပြီ28ရက်နဲ့29ရက်ကတရုတ်နိုင်ငံကုမင်းမြို့မှာဆက်လက်ဆွေးနွေးခဲ့တယ်လို့တတိယအကြိမ်မြောက်ကတော့ဩဂတ်လကုန်ပိုင်းမှာဆွေးနွေးခဲ့ပေမဲ့လေမအောင်မြင်ပဲဒီကနေ့အထိသဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။ဒါပေမဲ့ MNDAA နဲ့မြန်မာတပ်မတော်တို့အကြား တရုတ်ရဲ့ဂျောင်းဝင်မှုနဲ့အပြစ်ရဲ့လက်မှတ်ထိုးထားကြပြီးလာရှိုမြို့ကိုလည်းပြန်လည်လွှဲပြောင်းပေးအပ်ထားတာပါ MNDAA ဟာတရုတ်ဖြစ်တာကြောင့်ပြောရဆိုရလွဲကူစေတဲ့အတွက်တိုက်ခိုက်ပြီးရှင်းမဲ့ပုံမရှိကြောင်း TNL ဟာအပြစ်မရက်ထားတဲ့အတွက်အတိုက်ခိုက်ပိုဖြစ်နိုင်ကြောင်းပိုမေတာလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှာဥက္ကဋ္ဌဘူမူကြီးခေါင်းကာကစီရင်တဲ့တင်ဌာနကိုပြောပါတယ်ဥက္ကဋ္ဌနဲ့တရုတ်ပဲလေတရုတ်ဆိုတော့တရုတ်နဲ့တရုတ်လူမျိုးတရုတ်ကလည်းပြောတော့ ရှင်ကိုကနဲ့ဒီတိရမဲကနှီးလွယ်တယ်။ဘာကြောင့်လဲဆိုတော့မကိုရဲကအဲကိုကနဲ့ကအင်္ဂလိပ်လက်ထက်မှာမှပမာပြည်တော့ပါလာတော့အရင်ကတရုတ်ပြည်ပါလား။ဒါကြောင့်ဒီကိုကကတော့သူ့တိရမဲကတော့သူ့ဟိုဟိုဘာဘာဖလိုဖြစ်နေတော့ပြောလို့ဆိုလို့လွယ်တော့အတိုက်ပဲတိုက်ဆိုင်ပြီးတော့မရှင်းတဲ့ပုံတော့မဖြစ်တော့ဘူး။မရှိတော့ဘူး။ပြည့်ရတာလည်းဆိုင်သွားပြီ။အဲဒီမှာတော့ ဟိုအပြည့်မရထားဘူးဆိုတော့နည်းနည်းတိုက်ဆိုင်ဖို့ဖြစ်နိုင်တာပေါ့လက်ရှိမှာမြမတက်မတော်ဟာတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ TNL ထင်းကျုပ်ထားတဲ့ကြောင်မဲနဲ့နောင်ချိုမျိုးတွေကို2025ခုနှစ်ဇူလိုင်လနဲ့အောက်တိုဘာလတွေကပြန်လည်သိမ်းပိုက်ထားပြီးနောက်တီဘောမျိုးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရရှိတာပါအဲဒီလိုပဲမိုးကုတ်မျိုးကိုလည်းပြန်လည်သိမ်းပိုက်နိုင်ရင်မြမတက်မတော်ကထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်